လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြို့ပြတဲ့အလံဝေးတဲ့ရောင်ငယ်လေးတယောက်မှာဘာဘာဆိုတဲ့လူတစ်ယောက်ရဲ့သူ့ရဲ့တောင်းငယ်လေးမိယာရဲ့နေထိုင်ကြပါတယ်။ဒီနေ့မှာတော့မလက်ခင်ထွက်လာတဲ့နေအောင်ကြီးအောက်မှာကားဖနှစ်ဦးဟာသူတို့ရဲ့မြေတကောင်ကိုဆွဲခွန်ရင်းတခြားရောက်ကိုသွားဖို့အိမ်ကနေထွက်လာခဲ့ကြပါတယ်။သူတို့နှစ်ဦးနဲ့မြေတကောင်ဟာလမ်းလျှောက်နေကြတာပေါ့။ဒီလိုလျှောက်လာရင်းနဲ့လမ်းဘေးမှာစုနေတဲ့လူတစုကိုထက်ကြော်မိတဲ့အခါမှာ လူတယောက်ကသူတို့သားဖတ်နှုတ်ကိုကြီးလိုက်ပြီးကြီးစံဒီလူကြီးကလည်းတော်တော်ကိုမစင်းစားတတ်တာပဲမင်းတကောင်လုံးရှိရဲ့သားနဲ့သူ့သားငယ်လေးကို လက်လျှောက်ခံရတယ်လို့ဒီလူဖခင်မျိုးဘယ်မှာရှိဘူးလို့လဲဆိုပြီးပြောလိုက်ပါရင်ဘာဘာကအဲ့ဒီစကားကို ကြားတဲ့အခါခဏရက်လိုက်ပြီးလက်လျှောက်နေတဲ့သူ့ရဲ့သားငယ်လေးကိုကြည်ကပြုံးလိုက်ပါရင်ပြီးတော့သူ့ရဲ့သားငယ်လေးကို မြင်းပေါ်တက်စီခိုင်းလိုက်ပါလေ။မိယာလည်းပျော်ရှင်စွာနဲ့မြင်းပေါ်မှာဆင်းရဲလိုက်လာခဲ့ပါလေ။ခဏကြာတဲ့အခါသူတို့ဟာလက်ဖက်ဆိုင်ဆိုင်အနားကို ရောက်လာခဲ့ပါလေ။ဆိုင်ထဲမှာထိုင်နေတဲ့အဖိုးအတူကသူတို့ကိုကြည့်လိုက်ပြီးခေါင်းခါက"ဩခစ်ကြီးကဘလို့ဖြစ်ကုန်ပါလဲ။လောကကြီးမှာလေးစားမှုဆိုတာပျောက်ဆုံးသွားတာလား။လူကြီးဖြစ်တဲ့ဖောက်ခင်ကြီးက ပင်ပင်ပန်းပန်းလက်လျှောက်နေရတာကိုကောင်လေးကမြင်းပေါ်မှာဇိန်းနဲ့အေးအေးဆေးဆေးစီးနေတာပေါ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီအခါဘာဘာကတပြင်းချလိုက်ပြီး သူ့ရဲ့သားကိုမြင်းပေါ်ကနေဆင့်ခိုင်းလိုက်ပါတယ်။သူကမြင်းကိုစီးကသူ့ရဲ့သားကဘေးကလက်လျှောက်လိုက်ရင်ခီးထွက်ခဲ့လိုက်ပါတယ်။တနည်းအားအရောက်မှာခီးတော်တယောက်နဲ့စုံမိလိုက်ပါတယ်။အဲ့ဒီကခီးတော်ကဘာဘာကိုကြည့်က ခဏကတတော်ကိုကိုကြိုးကြည့်တဲ့လူပါလားကိုရဲ့သားကိုပင်ပင်ပန်းပန်းလက်လျှောက်ခိုင်းပြီးကိုရန်ကြတော့ဘင်းတစ်ပါးလို မြင်းပေါ်မှာစီးနေပါလားရှက်စရာကောင်းလိုက်တာဆိုပြီးလှမ်းပြောသွားပါတယ်ဘာဘာကသူ့ဖာသာသူမလုံမလဲဖြစ်လာပြီးကဲမီယာမင်းမမြင်းပေါ်မှာတက်စီဆိုပြီးပြောကနှစ်ယောက်တူမြင်းစီရင်ထွက်လာခဲ့ကြပါတယ်အဲ့ဒီလိုသူတို့တော်ဖာနှစ်ယောက်ကြိုင်လေးမျက်စိသွားနေတာကို ရခိုင်နယ်ရဲ့အမျိုးသမီးတွေမြင်သေးတဲ့အခါမှာတော့ရက်ဆက်လိုက်ကြတာတရားစရာကောင်းလိုက်တဲ့ဒီတိရစ္ဆာန်လေးကိုကြည့်ကြပါအောင်နှစ်ယောက်စလုံးစီးသွားရတယ်လို့တလားညာတာစိတ်ဆိုတာမရှိတော့ဘူးလားလို့လှန့်အော်လိုက်ပါတယ်အဲ့ဒီခါမှာတော့ပါပါစိတ်ပြက်ပြီးအနေငယ်ဒေါသထွက်သွားပါတယ်တခြားသူတွေပြောတဲ့စကားကိုနားထောင်တာတော်လိုက်ပြီလို့ရေချိုးလိုက်ပါတယ်ပြီးတဲ့နောက်တာဖာနှုတ်ဟာမြင်းဖော်ကဆင်းလိုက်ပါတယ် ဘာဘာကသူ့ရဲ့သားလေးကိုကြည့်လိုက်ပြီးဒီမဲ့သားအခုမြင်နေနော်ငါတို့ဟာလမ်းမဲရှောက်ရှောက်မြင်းပေါ်မှာပဲစီစီ လူတွေကတော့ဆက်ပြီးတခုခု ပြောနေကြအောင်ပါပဲသူတို့ရဲ့ဗဇက်တွေဟာဘယ်တော့မှကျင်းနဲ့မှာမဟုတ်ဘူးဒါကြောင့်ဒုသားဖားဟာဒီမြင်းနဲ့အတူဆက်ဆက်ထွက်လာခြင်းတုန်းကအတိုင်းပဲဘေးချင်းရှင်ပြီးလမ်းမဲဆက်လျှောက်တာကောင်းပါလေဆိုပြီးပြောလိုက်ပါတယ်သူတို့ဟာဘေးပဝန်းကျင်ကလူတွေရဲ့စကားတွေကြောင့် ူတို့သွားကျင်တဲ့ရွာကိုညနေဆောင်တဲ့အခါကျမှပဲရောက်ရှိသွားပါတော့တယ်။ကျွန်တော်တို့ရဲ့ဘဝလမ်းမှာဘာပဲလုပ်လို့ဘလို့ပဲနေနေကောင်းတယ်၊ဆိုးတယ်၊လှုပ်တဲ့နယ်မလှုပ်တဲ့မှုဆိုတဲ့ဝေဖန်တန်တွေအားပေးတန်တွေလှောင်ပြောင်တန်တွေက အမျက်ရှိနေမှာပါ။လူတိုင်းရဲ့အကျိုက်ကိုလိုက်ပြီး အားလုံးရဲ့သဘောကျောင်းမှုကို လက်ယူဖို့ကြိုးစားနေရင်ကျွန်တော်တို့ကိုယ်တိုင် မထမ်းတဲ့နယ်မနိုင်တဲ့ဝန်ထုတ်ဝန်ပိုးတွေကို ထမ်းဖို့နေရတယ်လို့ဖြစ်သွားပါလိမ့်မယ်။အမှန်တရားကရိုးရှင်းပါတယ်။ကိုယ့်ရဲ့နှလုံးသားကမှန်တယ်လို့ယုံကြည်တာကိုလုပ်ပါ။လောကကြီးကအမြဲတမ်းအပြစ်စာနေအောင်ပါပါပဲ။အပြစ်ပြောခံရမှာကိုကြောက်နေမဲ့အစားရွေချက်ခံရပါမှနဲ့ရှုံလန်းလန်တဲ့သူတွေသာစိတ်မနဲ့ငြိမ်းချမ်းမှုကိုရရှိကြမှာပဲဖြစ်ပါတယ်။ဒီပုံမြင်လေးကမိတ်ဆွေတို့အတွက်နည်းနည်းလေးပဲဖြစ်ဖြစ်အကျိုးရှိမယ်ဆိုရင် ကျင်းတဲ့ဝန်တာပြီမှာအမှန်ပါပဲကိုယ့်ရဲ့အတွေ့အမြင်တွေကို comment မှာပြောပြခဲ့ပါဦးနော်ဒီလိုမျိုးကြိုးရှိတဲ့ဗီဒီယိုလေးတွေကိုကြံ့တင်သက်သက်ဆိုရင် like and subscribe လုပ်သွားပေးဖို့မြစ်တာရက်ခတ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ